တော်ဝေခဲမှာဧပြီလတလလို အခြေမှန်ဆက်စပ်ပြန်မယ်လို့ခံလစ်စဌာနကထုတ်ပြန်ထားပါတယ်။တံမမှာရှိတဲ့သဘောတံဝီတို့အင်ဂျင်နှလုံးပြူကျင်နေရလို့လက်စစ်အသုံးများဆိုအခြေဖြစ်တဲ့မနေ့၄နိုင်ခွဲကနေ၉နိုင်ခွဲအထိကိုလက်စစ်ဝန်အားလျှော့ချမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုဝန်အားလျှော့ချတဲ့အချိန်မှာတဝေခဲကိုအုပ်စုနှစ်စုခွဲပြီးအလက်ကြားဓာတ်ဖြန့်ဖြူပေးမှာဖြစ်တယ်လို့မြို့နယ်လက်စစ်အင်ဂျင်နီယာက ပြောပါတယ်။ မနစ်ကားလိုက်ရှားတဲ့ဥရုပူပြင်းဆုံးဖြစ်တဲ့ Aprilia မှာတဘောတန်ဝင်တို့အင်ဂျင်တွေပြတ်သွားလို့ဒဝဲခိုင်းမှာလာကြည့်လှစင်ပြီးပြတ်တောက်ခဲ့ဖူပါတယ်။အဲ့ဒီတုန်းကလည်းစစ်တားကိုအုပ်စုခွဲဖြန့်ဖြူခဲ့ဖူပြီးထုတ်ပြန်သည့်ပိတ်ထားတဲ့အခြေစရာအတိုင်းအတိအကျလှစ်စစ်တားမပေးဝေနိုင်တဲ့တွဲဝိပန်ခံရပူပါတယ်။